ဒေဗီညင်းလေးတို့တွေ့ဆုံရာ When Wins Meet ဆိုတဲ့ဂိမ်းအကြောင်းကိုကျွန်တော်ဒီဗီဒီယိုမှာမကောင်းဘူး။ဘာမဆော့ကြနဲ့လို့ပြောလိုက်ရင်တော့မှအကုန်လုံးကသွားဆော့ကြမှာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီဂိမ်းရဲ့အရေးသွေးကိုအားလုံးကမြင်မှုပြီးသားမှုလို့ပါ။မမြင်ဘူးသေးရင်လည်းကျွန်တော်အခုပြမဲ့ clip တစ်ခုကိုသာကြည့်လိုက်ပါတော့။ဟုတ်ပါတယ်ဒါဟာ free to play game တခုပါ free to play game တခုကဒီလောက်အထိအောင် graphical fidelity မြင်မာနေတာအားအသင့်စရာပါ ဲလဲ graphical fidelity တဲ့ပိုလိုမှုကြည့်တာပြောချင်တာကတော့ရုပ်ထွက်ကတအားကိုတကယ်ပြင်ကားနဲ့တူတာလမ်းပြန်ထွက်နေတဲ့ effects တွေ animation တွေပါနေတာကိုပြောချင်တာပါအရင်ကအဲ့လို free to play game တွေထဲမှာ free to play လို့တောင်မထင်ရတော့အောင်ကိုကျမ်းသွားခဲ့တဲ့ free to play game တခုရှိခဲ့ပါတယ်အဲ့ဒီ free ဟုတ်မင်းအဲ့စကားပြောတာများနေနည်းနည်းလျှော့လိုက်အောင် ဟုတ်ပါခင်ဗျ။အရင်ကအဲ့လို F2P game တို့ရဲ့အစင်တန်းကိုတိတိတသာမြင့်တင်ပေးခဲ့တာက Genshin Impact ပါ။အဲ့ game ကအခုချိန်ထိအောင် Gacha game လောကမှာလာစဉ်ဝင်ငွေအကောင်းဆုံးအနေနဲ့ရပ်တည်နေစေပါ။ဒီ Where Winds Meet game ကလည်းအဲ့လောက်ထိအောင်အောင်မြင်မလားလို့မေးလိုက်ရင်တော့ကျွန်တော်ချက်ချင်းပြေလိုက်ပါမယ်။အောင်မြင်ပါဘူး။ Genshin ကိုတကယ်ကဘာကျော်ဇက်တိုက်အောင်မြင်စေခဲ့တာက Mobile Player တွေကြောင့်ပါ။ Where Winds Meet မှာလည်း Mobile Version တော့ရှိပါတယ်။ဒါပေမဲ့ Requirements တွေများပြီးတော့ Global ကလည်းနည်းနည်းကြာအောင်ပါပါ။ဒီ WWM game ရဲ့လမ်းပြန်ထွက်နေတဲ့ရုပ်ထွက်တွေထိမိပြီးတော့ Source Like ပုံစံဖြစ်တဲ့ ဲ့ combat တွေနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ story တွေကိုကြည့်ရကြားရသလောက်ကတော့ Titan လောက်ဆိုတာထက်ပိုပြီးတော့အောင်ရမယ်လို့ထင်ပါတယ်။ကဲ intro ကြီးကလည်းနဲ့ရှင်းသွားပြီ။ဆိုတော့ game ရဲ့ setting, story, gameplay features တွေနဲ့ monetization အစရှိရလို့ရအကြောင်းနည်းနည်းပြောလိုက်ကြရအောင်။ဒီ game ရဲ့နောက်ခံကဘာကတရုတ်သမိုင်းမှာအရေးပါခဲ့တဲ့900ခုနှစ်ကနေပြီးတော့996ခုနှစ်မှာဖြစ်ခဲ့တဲ့ ဝူတိုက်ရှိကောမင်းဆက်၅ဆက်နဲ့ဆက်ပြီးတောင်ခက်မှာဖြစ်ခဲ့တဲ့တန်းမင်းဆက်ကနေစောင်းမင်းဆက်ကိုကူးပြောင်းတဲ့ကာလကိုအခြေခံထားတာပါ။နေရန်စစ်ပွဲတွေဖြစ်နေတဲ့တမန်လူတယောက်ကမွေးလာတဲ့နေ့ကနေတည်ဆုံသွားတဲ့အချိန်ထိအခက်အခဲတွေရင်ဆိုင်ရတဲ့ခင်မျိုးလိုလည်းပြောနိုင်တာပေါ့။ Western Band နဲ့နှိုင်းချင်ပြရမယ်ဆိုရင် Red Dead Redemption ပြုလုပ်ကလို့ခင်မျိုးပါ။ဒါပေမဲ့ဒီမှာတော့တနက်တွေသုံးတာထက်တိုင်းပြညာကိုလက်နက်အနေနဲ့အဓိကအသုံးပြုကြတာပေါ့။အဲ့လိုကဘာထဲမှာမှကျွန်တော်တို့ဆော့တဲ့ main character ကဓာတ်ပိုင်းကျွမ်းကျင်တဲ့သူရဲကောင်းလေးတစ်ယောက်ပေါ့။ဒီလိုနောက်ခံကဘာကို Wu Xia တိုက်ရိုက်ပါသားပြန်ရမယ်ဆိုရင် Marshall H ီးရိုတိုင်းသူရဲကောင်းတို့လည်းခေါ်လို့ရတာပေါ့ကျွန်တော်တို့ငယ်တုန်းကကြည့်ခဲ့ဘူးတဲ့တိုင်းငတ်သူရဲကောင်းတို့တို့ဇလန်တော်တွေကလည်းဟူရှားပါပဲဒီလိုဇလန်ကြီးတွေကိုနာမည်ကြီးအောင်လုပ်ပေးခဲ့တာကတော့ဂျင်းယုံဆိုတဲ့အောင်ကောင်နိုင်ငံကစာရေးဆရာကြီးတယောက်ပါပဲကမ္ဘာကျော်အောင်မြင်ခဲ့တဲ့ဝူရှားရုပ်ရှင်တွေဆိုရင် Crouching Tiger Hidden Dragon House of the Flying Daggers တို့ပေါ့ဒါပေမဲ့ Where Winds Meet ကတော့သူ့ဇလန်သူပြောတာပါ ဘယ်ရုပ်ရှင် series ကမှကိုးကားထားခြင်းမရှိပါဘူး။ဒါပေမဲ့အဲ့ဒီခေတ်အခါကိုဘယ်လောက်ထိအောင်လေ့ထားခဲ့လဲဆိုရင် game ကိုထုတ်ခဲ့တဲ့ developer တွေကရှေးဟောင်းပြတိုက်တွေနဲ့သမိုင်းပညာရှင်တွေနဲ့ပူးပေါင်းပြီးတော့ game ထဲမှာရှိတဲ့အဆောက်အဦးတွေ၊မြို့တွေနဲ့အမှုပညာလက်ရာတွေကိုဖန်တီးထားတာဖြစ်တဲ့အတွက်တော်တော်လေးကို detail ကြပြီးတော့ immersion ကိုကအဲ့ဒီကဘာထဲရောက်သွားသလို feeling အပြည့်အဝပေးနိုင်မှာပါ။ ဂိမ်းထဲမှာကျွန်တော်တို့ player တွေကတော့ဓာတ်တိုင်းပညာရှင်လူငယ်တူဖြစ်ပြီးတော့ကိုဘဝဇက်ကြောင်ရဲ့လက်ဝတ်ချက်များကိုဖော်ထုတ်ရင်အဲ့ဒီကဘာကြီးထဲမှာခီးထွက်ရမှာဖြစ်ပြီးတော့တဖြည်းဖြည်းနဲ့တိုးတက်ပြောင်းလဲလာတဲ့ character growth ပါတဲ့ဇာတ်လမ်းမျိုးဖြစ်တယ်လို့သိရပါဗျ။ဒီနေရာမှာပြောချင်တာကတိုင်းခြားတာပူကျန်းသွားတာ damage ပုံထွက်သွားတာကိုလည်းကိုပြောတာမဟုတ်ပါဘူး Coke main character ရဲ့အတွေးခေါ်တွေနဲ့ကဘာကြီးတဲမှာဝန်ဆမ်းမှုဖြစ်တည်မှုတွေကပါတဖြည်းဖြည်းနဲ့ပြောင်းလဲသွားတဲ့ဇာလန်းမျိုးပေါ့ပြီးတော့ Gainer ကအတိကဆက်ဆောင်တွေရဲ့နောက်ခံဇာလန်းចောင်းတွေကိုပဲရှင်းပြကြလို့မျိုးမဟုတ်ဖ ೇನೆ အဲ့ဒီခေတ်အခါကတာမန်လူရန်စားတွေရဲ့ရုံးကန်ခဲ့ကြရတဲ့ဇာလန်းလေးတွေကိုပါထည့်ပေါ်ပြထားပြီးတော့တေချာဇာလန်းကိုခန်းစားမယ်ဆိုရင်နှလုံးသားကိုလှုပ်ခတ်စေမဲ့ story မျိုးတွေလို့သိရပါတယ် story chapter တစ်ခုချင်းစီတိုင်းမှာကလည်းလွှမ်းခြုံထားတဲ့အကြောင်းအရာတစ်မျိုးစီရှိရတယ်လို့လည်းသိရပါတယ်ဥပမာ chapter 1ကမိသားစုအကြောင်း chapter 2ကအစိုးရချစားတဲ့အကြောင်း chapter 3ကအင်ကိုပြန်တဲ့အကြောင်း chapter 4ကအောင်မြင်မှုရရှိတဲ့အကြောင်းစသဖြင့်ပေါ့ဂိမ်းကိုဆော့ခဲ့ဘူးသူတရုတ်ပလေယာတွေရဲ့ပြောကြားချက်အရတော့ဒီဂိမ်းရဲ့ဇာတ်လမ်းကမထင်မှတ်ထားလောက်အောင်ကိုကောင်းတယ်လို့ပြောကြားတဲ့အတွက်ကျွန်တော်ကတော့ where wins me ရဲ့ဇာတ်လမ်းကိုတော်တော်လေးကိုကန်စားချင်နေပါပြီ ဒီ game က MMORPG မဟုတ်ပါဘူး online features တွေပါတဲ့ single player RPG ပါဒါကြောင့်လဲ combat အပိုင်းမှာတော်လေးကိုကောင်းတဲ့ animation တွေထည့်ထားနိုင်တာပေါ့ဒီ game ရဲ့ combat ပုံစံကလည်းနောက်ခံကဘာနဲ့စီလျော်ယုံသားမကတိုင်းပညာနဲ့ပေါင်းဆက်ပြီးသုံးရတဲ့ဓာတ်တွေလှန်တွေပါယုံသားမကစိတ်ဝင်စားဖို့ကောင်းတဲ့ရက်တောင် rock dart ကြိုးထိတ်မှဓမြောင်ထထားတဲ့ဟာနဲ့တိုက်ခိုက်ရေးပသိမ့် ठी combat umbrella တွေလည်းပါတယ်လို့သိရပါတယ် game ထွက်တဲ့ချင်းမှာလက်နက်ခုနှစ်မျိုးသာရှိတယ်ဆိုပေမဲ့တခုချင်းစီတိုင်းရဲ့ animation တွေကို developer everstone ကပြန်မသေးချ motion capture လုပ်ပြီးတော့ထည့်ထားတဲ့အတွက် ော်တော်လေးကို smooth ဖြစ်ပြီးတော့တကူချင်းစီကသူ့ဟာနဲ့သူထူးခြားနေမှာပါ။ player တွေက combat အတွင်းမှာလက်နက်တစ်မျိုးကင်ထားပြီးတော့အချိန်မရွေးတောင်းနေမှာဖြစ်တယ်လို့နောက်တစ်လက်ကလည်းအနေနဲ့ရှိနေမှာဖြစ်တဲ့အတွက် range လည်းနည်းနည်းပါတော့တီးလို့ရတာပေါ့။ဒါပေမဲ့မြားကအမဲလိုက်တာတွေ၊ parcel လုပ်တာတွေ၊ exploration လုပ်တာတွေအတွက်အဓိကထည့်ပေးရတာပါ။ ီးတော့စောစောကဝက်ပွန်ခွန်းနှစ်ခုတည်းကနှစ်ခုစီကိုပေါင်းပြီးတော့မတူတဲ့ပုံစံလေးတွေထည့်ပေးထားတဲ့ Thailand ကြောင့် Martial Arts Pass တွေလည်းရှိပါသေးတယ်။တချို့ကွန်ဘိုတွေက Boss Shot ကိုတချို့တွေက Tank ဖို့တချို့တွေက Area Effect များတာအဆရှိရပြီပေါ့။ Sekiro Shadows Die Twice, Dark Souls, Ghost of Tsushima အဆရှိတဲ့နာမည်ကြီး Third Person Game တွေရဲ့ Combat မျိုးတွေပေါ်မှာတိုင်းပညာနဲ့ Mystics Art ဆိုတဲ့အစွမ်းတွေကိုပါပေါင်းစပ်ထားတဲ့အတွက် ကျွန်တော်ကတော့တော်တော်လေးကိုစော့ကျင်နေပါပြီ။ဟောပြီးတော့ဒီကနေ့က boss fight တကလည်းကြွဆင်ကြည့်ရပါ။ဒါပေမဲ့ difficulty တွေစော့လို့ရတဲ့အတွက် bing chilling လုပ်ပြီးတော့စော့ကျင်ရင်စော့လို့ရတယ်လို့အခက်ဆုံးမုတ်တွေကမှ no hit အချက်မှအထိမခံပဲတိကျလန်တိလို့ရတာပေါ့။ပြီးတော့ MMORPG မဟုတ်တဲ့အတွက် game ထဲမှာတခြား player တွေနဲ့စော့ရတဲ့အရန်ခက်ခဲတဲ့ raid တွေတန်ကျန်မျိုးတွေတော့မပါပါဘူး။ကိုယ် character ကို level တွေ skill တွေတင်ဖို့အရမ်းမှန်သမျှကိုတယောက်ထက်လုပ်လို့ရပါတယ်။ PVP တော့ပါပေမဲ့အပြောပါပဲ။ PVP focus ထားတဲ့ game မျိုးတော့မဟုတ်ပါဘူး။နောက်တစ်ခုကအလောက်အကင်ရှိတောင်းတနေရသူတွေကိုလည်းဒီ game ကအလေးထားပါတယ်။တနေ့ဘလောက်အထိပဲအရေးပါတာ တွေကို progress နိုင်တယ်ဆိုပြီးတော့ limit ထားပါတယ်။ဒါပေမဲ့တကယ်ဆုံးနိုင်သူတွေ grind နိုင်တဲ့ achievement တို့ဘာလို့လဲရှိတာပေါ့။နောက်တစ်ချက်ကတော့ game ထဲမှာအပျော်ထက်ထားတဲ့ event လေးတွေနဲ့ mini game လေးတွေလည်းအများကြီးရှိပေမဲ့ဘာမှ reward ကြီးကြီးမားမားမရတဲ့အတွက်အချိန်ရှိမှလုပ်ဆိုတဲ့ပုံစံမျိုးထည့်ပေးထားတာပေါ့။အဓိက content တွေဖြစ်တဲ့ boss fight တွေ open world တွေကတော့ခဏခဏပြန်ဆော့လို့ရတဲ့ replay value လည်းရှိတဲ့အတွက်တကယ်ကိုမိုက်ပါတယ်။ ဂိမ်းကအဲ့လောက်ကြီးကျန်းနေတာကောမှ free to play ဆိုတော့ pay to win နည်းနည်းပါတော့ပါမှာပေါ့နော်လို့မေးလိုက်ရင်တော့ no ပါ ကို character ကို gameplay ရသာသွားစေနိုင်တဲ့ဟာမျိုးကို in game store ထဲမှာလုံးဝဝယ်လို့မရပါဘူး။အဓိကရောင်းတာတွေက skin တွေပါပဲ။ဒါပေမဲ့ skin တွေကစောက်ရမ်းကိုလှပြီးတော့ effect တွေပါပါသလို PUBG Mobile ချက်က exclusive လို level တွေလက်တင်လို့ရတဲ့အတွက်ချမ်းသာတဲ့ player တွေအနေနဲ့ဒီမှာပတ်စံလာဖြုံးနိုင်ပေမဲ့ free to play တွေအပေါ်ဘာမှသိရမှုမရှိဘူးပေါ့။တော်တော်လေးကိုအမျှတတဲ့ monetization ပေါ်တယ်ပါ။ဒီလို fair ဖြစ်ပြီးတော့ quality ရှိတဲ့အတွက်တရုတ်နိုင်ငံအတွင်းမှာတော့ mobile version ထွက်ထွက်ချင်းတလာမှာတဲ့ဒေါ်လာ34သန်းကျော်ရှာပေးနိုင်ခဲ့ပါတယ်။ global မှာတော့ပိုတောင်ရှာနိုင်မယ်လို့ထင်ပါတယ်။ပြီးတော့ china version မှာ တော့အဲ့လိုအောင်မြင်ခဲ့တဲ့အတွက်6လအတွင်းမှာ update အကြီးကြီး၃ခုထုတ်ပေးနိုင်ခဲ့ပါတယ်။ update ကြီးတွေကတခြားပတ်စံပေးဝေရတဲ့ MMORPG တွေရဲ့ expansion တွေဒီပါလောက်ရှိပါတယ်။ဒါကြောင့်ရေရှည်တအားကိုအောင်မြင်အောင်မယ်လို့တော့ကျွန်တော်ကတော့ခံမှန်းပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဒီ game ကိုထွက်ထွက်ချင်းရမှာ stream ပါပါ။အဲ့ကြရင်လာခဲ့ကြပါဦး။အားလုံးအဆုံးထိကြည့်ကြရတော့ကျေးဇူးပါ။အားလုံးအစီအမံကြပါစေ။နောက် video တွေ stream နဲ့မှာတွေ့ကြတာပေါ့။